မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာလ2ရက်နေ့နေ့လယ်ခင်းထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါလန်ဒန်မြို့တော်စီဥတီခုံပေါင်းနေတဲ့ရထားတစ်စီးပေါ်မှာလူတွေအစုလိုက်အပြုံလိုက်ဓာတ်ထုတ်ခံခဲ့ရပြီးလူဆယ်ယောက်ဈေးရုံရောက်နေတယ်လို့ဘရက်တန်ရဲတပ်ဖွဲ့ကပြောပါတယ်နိုဝင်ဘာလ1ရက်နေ့ညနေပိုင်းကဖြစ်စဉ်မှာဒဏ်ရာရခဲ့သူတွေထဲက9ယောက်ဟာအသက်အန္တရာယ်ဆိုးရိမ်ရတဲ့အခြေအနေအထိပြင်းထန်တယ်လို့သိရတာပါ ရထားပေါ်ကတက်ခတ်မှုသတင်းကိုကြားကြားချင်းတုတ်ပြန်ခဲ့တဲ့ဗြိတိန်သယ်ယူပို့ဆောင်ရေးရဲဌာနကဒီပြစ်စင်နဲ့ပတ်သက်လို့လူနှစ်ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းပြောပါရယ်အသေးစိတ်အချက်အလက်တွေကိုမသိရသေးပေမဲ့စုံစမ်းစစ်ဆေးမှုတွေမှာဗြိတိန်အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ပါပူးပေါင်းပါဝင်နေတယ်လို့ယုံကြည်ရပါတယ်ဓာတ်ရုခရသူ၁၀ယောက်ကိုစေယုံပို့ခဲ့ရပြီး၉ယောက်ကတော့အသက်အန္တရာယ်စိုးရိမ်ရတယ်လို့သယ်ယူပို့ဆောင်ရေးရဲဌာနထုတ်ပြန်ကြမှာဖော်ပြထားခဲ့ပါတယ်ရဲတပ်ဖွဲ့ရဲ့သတင်းပေးပို့မှုတွေထဲမှာပလီတိုဆိုတဲ့အကုတ်ကိုလည်းထည့်သွင်းထားခဲ့ပါတယ် အထိအသေးပဲကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေကိုရည်ညွှန်းတာပါ။နောက်တော့အထိကုတ်ကို ပြန်ရုပ်သိမ်းခဲ့ပေမဲ့တိုက်ခိုက်မှုရဲ့အကြောင်းရင်းကိုတော့တိတိကျကျမထုတ်ပြန်သေးပါဘူး။တိုက်ခတ်မှုနောက်ွယ်ကအကြောင်းတရားနဲ့ဝါရဆွဲကဘာမဆိုဖြစ်နိုင်ကြောင်းဒါပေမဲ့ဆုံဆန်းစစ်ဆေးမှုတွေကအစွန်းလုံးနေသေးတဲ့အဆင့်မှာရှိနေသေးတဲ့အချိန်မှာတော့မလိုလားအပ်တဲ့အရှုပ်ထွေးတွေဖြစ်လာစေမယ့်အထင်ကြီးတွေကိုရှောင်တင်ကြောင်းဂျဲဝန်တော်ချုပ် Chris Casey ကပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုဟာ Doncaster နဲ့ London ကြားပြေးဆွဲနေတဲ့ရထားပေါ်မှာဖြစ်ပွားခဲ့တာပါ။ ရထားကဈေးမျိုးတစ်ခုပြတဲ့ဟန်တင်တန်စီတောင်ဘက်ကို UDP ခုံမောင်းနေချိန်တိုက်ခိုက်မှုစတင်ခဲ့တာလို့ဆိုပါရယ်ရထားကဟန်တင်တန်ဘူရာကိုဆက်ဆိုင်ချင်းမှာပဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေကရထားတွေကိုစီးနင်းပြီးအခြေအနေကိုထိန်းသိမ်းနိုင်ခဲ့တယ်လို့ယုံကြည်ရပါတယ်ဟန်တင်တန်မျိုးတရှိရာ Cambridge Raya ဒေသရဲတပ်ဖွဲ့ကအဲ့ဒီနေရာစီလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့အထူးရဲယူနစ်တွေပါသွားရောက်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်ဗြိတိန်ဝန်ကြီးချုပ် Sakira Starmer ကအခုသတင်းကြောင့်ထိတ်လန့်တုန်လှုပ်မိကြောင်းပြောကြားခဲ့ပြီး ထိခိုက်နေတာသူအားလုံးအတွက်ဆုတောင်းပေးကြောင်းဆိုပါတယ်။လန်ဒန်အရှိမျောက်ယထာကုမ္ပဏီကသူတို့ရဲ့ယထာတစည်းပေါ်မှာတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းအတည်ပြုကြေညာပြီးလက်တလုံးမှာနှောင့်နှဲမှုတွေကြုံနိုင်လို့ယထာစီပီသွာလာတာမျိုးမလုပ်ကြဖို့ခရီးသည်တွေကိုတိုက်တွန်းခဲ့ပါတယ်ရှင်။မြန်မာဘက်ခြမ်းကအွန်လိုင်းငွေလိမ်ကြောဖြန့်တွေအခြေဆိုင်ရာခခိပတ်အထူးစည်းဝေးရေးဆောင်ကနေထွက်ပြေးလာသူတွေကြောင့်နေဆက်ကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကြောင်းထိုင်းစစ်တပ်ကပြောပါရယ်။အာနာဒိတ်စကောင်စီဟာကရင်ပြည်နယ်ရဲ့အမျိုးဝင်မျိုးထဲမှာရှိတဲ့ ခခေပပ်တဲကိုအော်တိုဘောလာ16ရက်နေ့မှာဝင်ရောက်စီးနှင်းခဲ့တဲ့နောက်ပိုင်းဂျားဖြတ်ဝန်ထမ်းနိုင်ငံခြားသား1500ကျော်လောက်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးလာခဲ့ကြောင်းထိုင်းစစ်တပ်အရာရှိတူကနိုဝင်ဘာလ1ရက်နေ့မှာပြောကြားခဲ့ပါတယ်မြန်မာစစ်တပ်ရဲ့စီးနှင်းမှုကြောင့်ဂျားဖြတ်ဝန်ထမ်းတွေရင်းနှီးမြုပ်နှံသူတွေအဲ့ဒီနားတဝိုက်မှာနေထိုင်နေတဲ့နိုင်ငံခြားသားတွေအထိတ်တလန့်တိမ်းရှောင်လာတာလို့ဆိုပါတယ်အော်တိုဘောလာ22ရက်နေ့ကစလို့နိုင်ငံခြားသားအများအပြားထိုင်းနိုင်ငံဘက်ခြမ်းနေဆက်စီတဖွဲ့ဖွဲ့ရောက်ရှိလာခဲ့ကြတာပါဒါကြောင့်လေနေဆက်ဒေသအလုံးချုပ်ရဲ့အတွက် ထိုင်းစစ်တပ်ရဲ့နာရာဆူရမ်တပ်ဖွဲ့လက်အောက်ခံရက်ချာမနိုယူနစ်ဟာမဲဆောက်ဘတ်ချန်နေဆက်ကိုအလေးထားစောင့်ကြည့်နေပြီးကင်းလဲမှုတွေလည်းတိုးမြင့်ထားကြောင်းသိရပါတယ်။မြန်မာစစ်တပ်ဟာကခေပပ်တွေကအစောင်းအုံတချို့ကိုလည်းဖောက်ခွဲဖျက်ဆီးနေခဲ့ပြီးအစအနာတချို့ထိုင်းဘတ်ချန်ကိုလွင့်ဆင်ကြရောက်လာတဲ့အတွက်ထိုင်းအာဏာပိုင်တွေကကန့်ကွက်ခဲ့ပြီးနှစ်ဖက်အရက်သားတွေထိခိုက်မှုမရှိအောင်ထိန်းသိမ်းတင်းတင်းလှုပ်ဆောင်ဖို့တောင်းဆိုခဲ့တာပါ။တပ်ပြည်နယ်ထဲမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ဦးစီးဌာနရဲ့အဆိုအရ ကခေပတ်ကနေထိုင်းနယ်စပ်ကိုထွက်ပြေးလာသူ1595ယောက်ရှိခဲ့ပြီးအမျိုးသား1330နဲ့အမျိုးသမီး265ယောက်ပါဝင်တယ်လို့သိရပါတယ်။အစိုးရရောက်ရှိလာကြတဲ့ထဲမှာအိန္ဒိယနိုင်ငံသား465ယောက်နဲ့အရေအတွက်အများဆုံးဖြစ်ပြီးဖိလစ်ပိုင်220၊တရုတ်185၊ဗီယက်နမ်151ယောက်နဲ့အီသီယိုးပီးယားအယောက်130တို့ပါဝင်ပါတယ်။ဒါ့အပြင်ကင်ညာ၊ပါကစ္စတန်၊နီပေါ၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား တီရီလန်ကရဝန္ဒါနဲ့မြန်မာနိုင်ငံသားတွေအပြင်ထိုင်းနိုင်ငံသားတချို့လည်းခခေပပ်ကနေထွက်ပြေးလာခဲ့တယ်လို့ဆိုပါတယ်။အာနာပါနေကအနေဆက်စီရောက်ရှိလာတဲ့နိုင်ငံသားတွေထဲကအယောက်680လောက်ကိုဖမ်းဆီးအရေးယူထားပြီး439ယောက်ကိုတော့ဒဏ်ကြေးရိုက်ပြီးငြင်းနေခဲ့ကြောင်း241ယောက်ကိုဒဏ်ကြေးမတက်ပဲထောင်ချခဲ့ကြောင်းနဲ့ထိုင်းနိုင်ငံသား32ယောက်ကိုလည်းတပ်ဆိုင်ရာဆွဲချက်အလိုက်ဒဏ်ကြေးတက်ခဲ့ကြောင်းပြောပါတယ်။ထိုင်းနိုင်ငံဦးစီးဌာနကတော့ပြည်သူတွေရဲ့လုံခြုံရေးကိုအလေးပေးတဲ့အတွက် ငယ်ဆက်ကိုရောက်ရှိလာသူအမှန်တမ်းများကိုအမျိုးသားလုံခြုံရေးနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာတပ်မတ်စံနှုန်းတွေနဲ့ညီစစ်ဆေးမှုတွေပြုလုပ်နေကြောင်းပြောထားပါတယ်။တချိန်တည်းမှာပဲငယ်ဆက်ကိုလည်းအထူးအာရုံစိုက်ဆောက်ကြည့်နေပြီးတပ်ခရိုင်တွေကငယ်ဆက်တွေမှာလုံခြုံရေးပုံမိုတင်းကျပ်ထားကြောင်းလည်းထိုင်းစစ်တပ်ကအကြေညာထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုရှုစားရမှာဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ထဲကလေကစ်ကော်မြို့တင်နားမှာတိုက်ပွဲပြင်းထန်နေပြီး စကောင်စီရဲ့တမ22လောက်ခန့်ခမရ200ယောက်ကိုတက်ရင်အထိနာပြီးပြန်ဆုတ်သွားတယ်လို့မြေပြင်မှာရှိတဲ့တော်လရေးတပ်ဖွဲ့ဝင်အချို့နဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လေကစ်ကော်ဒေသနာမှာပြီးခဲ့တဲ့ရက်ပိုင်းအော်တိုဖလာ31ရက်ကရတိကူရမှာတမ22လောက်ခန့်ခမရ200ယောက်ကိုတက်ရင်နဲ့တော်လရေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းမှာခမရ200ကိုတက်ရင်အထိနာလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခဲယမ်းတွေအများအပြားကျန်ခဲ့တယ်လို့ ဒေါ်လာရေးတစ်ဖွဲ့ဝင်နေတဲ့စစ်ရေးတန်းရင်မြက်ကပြောတာပါဒါအပြင်ကြီးတွေနဲ့လက်နက်ကြီးကြီးတွေအများအပြားသိမ်းဆည်းရမိတယ်လို့လည်းဆိုပါတယ် KNU တမဟာ6ထင်းချုပ်ထားတဲ့လေးကော်ဒေသကိုပြီးခဲ့တဲ့စက်တင်ဘာ23ရက်ကစတင်ပြီးစစ်ကောင်စီတပ်ရဲ့တမ20နဲ့လက်အောက်ခံတပ်ရင်းတွေကဖြူဟာ၃ခုခွဲပြီးအင်အားတစ်ထောင်ကျော်နဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာတာပါလေးကော်ဒေသအတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကဒုတက်ရင်မှုအပါအဝင်150ခန့်တိုက်ဆုံးပြီးအယောက်200ခန့်ဒဏ်ရာရရှိသွားတယ်လို့ KNU တက်မဟာ6ရဲ့ Cobra စစ်ကြောင်းမှုဗိုဒါဘောက ပြောပါတယ်။စစ်ကောင်စီတပ်ဘက်ကအကြောက်ဆုံးကိုတော့ People's Spring ကတေးချအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။လေကစ်ကောင်မျိုးတဲ့ဟာဦးသိန်းစင်အစိုးရလက်ထက်တုန်းက KNU နဲ့အစိုးရကြောင့်ငင်းချင်းရေးယူတဲ့အထိတ်အမှန်နေနဲ့နေရက်ဆုံးကပြည်သူတွေပြည်လဲအခြေချနေထိုင်နိုင်ဖို့ဂျပန်အစိုးရရဲ့အကူအညီပေးမှုနဲ့မြို့သစ်တည်ထားတာပါ။မြို့သစ်လုံခြုံရေးကိုတော့ KNU တက်မဟာ6ကတာဝန်ယူထားတာပါ။2021ခုနှစ်အစစ်အာဏာသိမ်းပြီးတဲ့နောက်စစ်အာဏာသိမ်းမှုကိုစန့်ကျင်သူတွေ CDR လှောက်ရှောင်းမှုတွေမှာအပါအဝင်သူတွေဟာလေကကောင်မြို့မှာခိုးလုံခဲ့ကြပါတယ်။ဒါကိုစစ်ကောင်စီတပ်ကဝန်ဖမ်းရမှာ KNU တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အခုတစ်ခေါက်မှာတော့စစ်ကောင်စီတပ်ကလေကကောင်မြို့ကိုအပြစ်သက်ထိန်းချုပ်နိုင်ဖို့အထူးစစ်ဆင်နေတာဖြစ်ပြီးမြို့ကိုသိမ်းနိုင်ပြီလို့လည်းဝါရဖြန့်ထားပါရှင်။မြန်မာနိုင်ငံမြောက်ဘက်စွန်းကကချင်ပြည်နယ်ခေါလံဘူးဒေသမှာပြည်သူစစ်တပ်စခန်းလေးခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူပြီးတဲ့နောက် စစ်ကောင်စီတပ်ကလေကြောင်းကနေတက်ခတ်မှုတွေအဆက်မပြတ်လုံဆောင်လာနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကနိုဝင်ဘာတရက်နေ့မှာဖော်ပြလာပါတယ်။ခေါလန်ဘူးဒေသမှာရှိတဲ့ပြည်သူ့ဆက်တက်စနာလေးကိုကိုဒီကတဲ့အော်တိုဘာလအတွင်းမှာ KIA နဲ့ပူးပေါင်းတပ်ကတင်းယူခဲ့တာပါ။အဒီတက်စကန်တွေကတော့ရောဂျာလစကန်၊လန်ချေးစကန်၊လန်ဒန်ယော်စကန်နဲ့မဒောင်ဒန်ယော်စကန်တွေဖြစ်တယ်လို့သိရပါတယ်။စကန်တွေသိမ်းပိုက်ခံရပြီးတဲ့နောက်မှာပြည်လဲထုတ်ဆက်ဆန်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းနေတယ်လို့ KIA ကအတည်ပြုထားပါတယ်။ ်ခေါလံဘုကတက်စကန်အချို့သိမ့်ပိုက်ခံရပြီးတဲ့နောက်မှာဘူတာအိုဖားကန့်ဝိုင်းမော်ဗမော်ဒေသတွေကိုစစ်ကောင်စီလေတပ်ကလေကြောင်းတက်ခတ်မှုတွေအဆက်မပြတ်လှုပ်ဆောင်လာတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါတယ်ဘူတာအိုခရိုင်ထဲမှာပါဝင်တဲ့ခေါလံဘုမျိုးနယ်တဲကလွတ်လွတ်လပ်ရတဲ့စကန်တွေကိုပြန်ရဖို့အတွက်အထူးစစ်ဆင်ဖို့ဘူတာအိုမျိုးအခြေဆိုင်ခလာရ46တရင်မှာစစ်ကောင်စီတက်ကလူအင်အားဖြစ်တင်နေတယ်လို့ KIA ကအတည်ပြုပါတယ်စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်စောလုံးမြို့နယ်ထက်က ် KIA တင်ထားတဲ့လမ်းဆဲဒေသကိုပြန်ရောက်ဖို့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာထွက်ဆစ်ဆင်ခဲ့ပေမဲ့လမ်းဆဲကိုမရတဲ့ပြင်ခေါလံဘူးကတက်စကန်အချို့ကိုပါဆုံးရှုံးနေရပါတယ်။ဌာနချုပ်လိုင်ဇာတဝိုက်မှာအခြေစိုက်ထားတဲ့စကန်တွေအပေါ်ဝင်တချင်းပြည်နယ်အတွင်းကအစ်ကောင်စီစကန်တွေကိုထွက်ဆစ်ဆင်တဲ့စစ်ဆင်ရေးကို KIA နဲ့ပူးပေါင်းတက်ကပြီးခဲ့တဲ့နှစ်မတ်လလာဇန်းပိုင်းမှာစတင်ခဲ့ပါတယ်။အဲ့ဒီထိုးစစ်အတွင်းမှာလိုင်းစာအနီးကအစကန်တွေကိုရှင်းထုတ်နိုင်ခဲ့တယ်လို့ရာနဲ့ချီတဲ့တက်စကန်တွေအပြင် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တွေကိုပါ KIA ကသိမ်းယူနိုင်ခဲ့ပါတယ်ရှင်။ဒီနေ့နေလခင်းတဲ့နောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။